โอเคကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းအရာဘာလဲဆိုတော့မနေ့က14ရက်နေ့က14ရက်နေ့ဆယ်လပိုင်း2025เนาะကိုကျော်ကြီးကဗီဒီယိုဒီ post ခုတင်တယ်ဗျာเนาะကိုကျော်ကြီးတင်ထားတဲ့ post မှာသူကဘာတွေပြောထားလဲဆိုတော့အဲဖန်ဆင်းရှင်ဖန်ဆင်းရှင်ကိုဘယ်လိုပြောရမလဲဖန်ဆင်းရှင်ဝါရောက်ကိုလက်ခံထားတဲ့ဒါမှမဟုတ်ဖန်ဆင်းရှင်ကိုကိုးကွယ်တဲ့ကိုးကွယ်ယုံကြည်တဲ့သူတွေကိုသူကဘာပြောထားလဲဆိုတော့အဲဒီလူတွေကအရှင်းပြောရရင်ဘယ်လိုပြောရမလဲ ဟိုစိတ်ကူးရင်တတ်တတ်ပေါ့နော်သူတို့ကိုးကွယ်နေတာကသူတို့စိတ်ထဲမှာစိတ်ကူးရင်ပြီးတော့ဒါတွေကိုကိုးကွယ်နေတာမသိရမလားရှင်းပြောရင်ဒါတွေကဘာမှတသက်အထောက်ထားမပြနိုင်ဘူးစိတ်ကူးရင်တတ်တတ်ကိုးကွယ်နေကျင်တာဖြစ်တယ်ဘာညာဖို့သိရမလားအဲ့တော့ကိုကျော်ကြီးရေနော်ကျွန်တော်ကတော့ကိုကျော်ကြီးကိုကျွန်တော်ဒက်အစိမ်ခေါ်ကျင်တယ်ဗျဒါပေမဲ့ကိုကျော်ကြီးလာမလားမလာတော့ကျွန်တော်မသိဘူးကျွန်တော်လိုက်လွင့်နေဆိုရင်ကျွန်တော်ဒီအကောင့်နဲ့ပဲလိုက်လွင့်ပြီဆိုရင်ကိုကျော်ကြီးကျွန်တော်လိုက်ပေါ်လာလို့ရတယ်နော်ကျွန်တော်ကျွန်တော်ကိုကျော်ကြီးကိုကျွန်တော် follow တော့မလုပ်ထားဘူးနော် ဲ့တော့ကိုကျော်ကြီးကျွန်တော်ဘာသာရေးပညာရှင်တယောက်လည်းမဟုတ်ဘူးကျွန်တော်ရိုးရိုးတာမန်လူတယောက်ဖြစ်တယ်ဒါပေမဲ့ကိုကျော်ကြီးပြောတဲ့စကားတွေကမောင်မဝင်ဘူးအဲ့တော့ကိုကျော်ကြီးမနေ့ကတင်သွားတဲ့14ရက်နေ့ကတင်သွားတဲ့ဗီဒီယိုကိစ္စကိုကျွန်တော်ဒီနေ့15ရက်နေ့ကျွန်တော်ရှင်းမယ်ကဲအဲ့တော့ကျွန်တော်ပြောချင်တာပါလဲဆိုတော့ကိုကျော်ကြီးကျွန်တော်တို့ဖန်ဆင်းရှင်ဝါရကိုဖန်ဆင်းရှင်ဝါရကိုလက်ခံထားတဲ့လူတွေကိုကျော်ကြီးကအာဒီလူတွေကစိတ်ကူးရင်တက်တက်လို့ကိုကျော်ကြီးပြောတယ်မလားအဲ့ဆိုရင်ကိုကျော်ကြီးတို့နော် ဗုဒ္ဓဘာသာကိုးကွယ်နေတဲ့လူတွေကိုလည်းကျွန်တော်တို့ကစိတ်ကူးရင်တတ်တတ်နဲ့ကိုးကွယ်နေရလို့ကျွန်တော်ကျွန်တော်ကတော့တတ်မှတ်တယ်။ဘာကြောင့်ကျွန်တော်အလုံးတတ်မှတ်လဲဆိုတော့ဒီကနေ့ဒီကနေ့ကိုကျော်ကြီးတို့ဒီဒီဗုဒ္ဓဘာသာဝင်တို့အများစုကိုကြည့်လိုက်ဗျာနော်သူတို့ကနော်ဒီကဘာကြီးဖြစ်ပေါ်လာပုံတို့ဒီကဘာကြီးတို့ဒီကဘာကြီးကဘာမြေပြင်ကြီးပေါ့ဗျာနော်ဒီဒီကဘာမြေပေါ်မှာရှိတဲ့အပင်တွေဒီကဘာမြေပေါ်မှာရှိတဲ့တောတွေတောင်တွေနော်မြစ်တွေချောင်းတွေပင်လယ်တွေသမုဒ္ဒရာတွေအားလုံးကတဘာဝအလျောက်ဖြစ်လာတယ်လို့ နော်ခမားတို့ဗုဒ္ဓဘာသာဝင်တွေကယုံကြည်ကြတယ်အဲ့တော့ကျွန်တော်ဒီမှာပြောချင်တာကဘာလဲဆိုတော့တကယ်လို့ဒါတွေကတဘဝအလျောက်ဖြစ်လာတယ်ဆိုရင်အဲ့ဒီတဘဝဆိုတဲ့အရာကိုခမားတို့မြင်ဘူးသလားဟမ်တဘဝဆိုတဲ့တဘဝဆိုတဲ့အရာကိုခမားတို့မြင်ဘူးသလားအဲ့တော့တဘဝဆိုတဲ့စကလုံးကစကလုံးတော့ရှိတယ်ခမားတက်သေးတော့မပြနိုင်ဘူးဟုတ်တယ်မလားတဘဝဆိုတဲ့တဘဝကြီးကဘယ်ပုံစံရှိလဲပြောသူ့ပုံစံကဘယ်ပုံစံလဲသူ့အယောင်ကဘာအယောင်လဲကျွန်တော်ရှင်းပြလို့ရမလား ရှင်းပြလို့မရဘူးမလားဟေးအဲ့ဒါပဲအဲ့တော့ကျွန်တော်ပြောချင်တာကဘယ်အရာမှတဘောတဘာဝအလျောက်ဖြစ်လာတယ်ဆိုတာမရှိဘူးဒါအလုံးဝစိတ်ကူးရင်တတ်တတ်တာဖြစ်တယ်တဘာဝအလျောက်အကဘာမြေကြီးဖြစ်ပေါ်လာတယ်အဲ့ဒါဆိုရင်ဗျာကျွန်တော်တို့နေကျွန်တော်ဒီဒီကနေ့ကျွန်တော်နေနေတဲ့အိမ်နေကျွန်တော်တို့စီးနေတဲ့ကားတွေကျွန်တော်တို့စီးနေတဲ့ సై ကယ်တွေဒီကနေ့ကျွန်တော်တို့ကိုင်နေတဲ့ဖုန်းတွေ laptop တွေနော်ဒီနေ့ကျွန်တော်တို့တုံးနေတဲ့ကျွန်တော်ဝင့်နေတဲ့အဝတ်အစားတွေအားတွေအားလုံးကဘာကြောင့်တဘာဝအလျောက်မဖြစ်လာရတာလဲဘာကြောင့်လူတွေလုံးမဖြစ်လာရတာလဲအဲ့ဒါကတသက်ပဲလေဟုတ်တော့မလား လူတွေလုံးမှဖြစ်လာတဲ့ဆိုကြဲကောဒီအရာတွေကတဘာဝအလျောက်ဖြစ်လာတာမဟုတ်ဘူး။အဲအဲ့ဒီအတိုင်းပဲကဘာကြီးဒီကဘာကြီးကလူတွေဟိုဘယ်လိုပြောဒီကဘာကြီးကိုလည်းလုံးတဲ့လူမရှိဘူးဆိုရင်ဒီကဘာကြီးကဖြစ်လာစရာအကြောင်းမရှိဘူး။ဒီနေတွေလတွေကျဲတွေနော်နော်ဒီဒီဒီဘာလဲဒီကျွန်တော်တို့ဘာလဲဒီအပင်တွေတောတွေတောင်းတွေပင်လယ်တွေသမုတ်တရားတွေအဲ့ဒီအားလုံးကလုံးတဲ့လုံးတဲ့လူဒါမှမဟုတ်ဖန်ဖန်ဆင်းတဲ့လူမရှိဘူးဆိုရင်ဒါတွေကဖြစ်လာစရာအကြောင်းရှိ ਉ မရှိလား ဒါကလုံးဝတပည့်အိပ်ပဲမရှိဘူးတကယ်လို့ဖန်ဆင်းရှင်မရှိဘူးလို့ခမားတို့ကယုံကြည်ထားတယ်ဆိုရင်အဲ့ဒါခမားတို့ကစိတ်ကူးရင်တတ်တတ်တာဖြစ်တယ်ခမားတို့ရဲ့ယုံကြည်မှုသည်စိတ်ကူးရင်တတ်တတ်တာဖြစ်တယ်ဘာကြောင့်ဆိုတော့ခမားတို့ပြောတဲ့တဘာဝတရားယူလဲခမားတို့မမြင်နိုင်ခမားတို့မသိဘူးတဘာဝတဘာဝဆိုတာဘယ်ပုံသဏ္ဍာန်ရှိလဲပြောကျွန်တော်တတ်သိပြလို့မရဘူးအဲ့တော့ဒီကနေ့ကျွန်တော်ကျွန်တော်ကျွန်တော်ရဲ့ post တွေအောက်မှာတချို့လာမနဲ့ဗုဒ္ဓဘာသာဝင်တွေရှိတယ်ဘာပြောလဲဆိုတော့အဲအဲ့ဒါဖန်ဆင်းရှင်ရှိရဆိုရင်ဖန်ဆင်းရှင်ရှိကြအောင် တတ်တယ်ပြနိုင်အောင်ပေါ့နော်တဘောတဘောတဘောတစ်ခုပဲဗျာအခုလေရှိတယ်ဗျာလေဆိုတော့ကျွန်တော်တို့လေကျွန်တော်တို့ခန္ဓာကိုယ်လာထိရင်အဲ့ကဲထိတွေးရဆိုတော့ထိတွေးမှုကိုကျွန်တော်တို့ခံစားရတယ်တဘောတဘောတဘောပြောတဘောတဘောတဘောဟိုဘယ်လိုပြောရမလဲဥပမာပေါ့ဗျာလေကကျွန်တော်ကိုယ်လာထိတယ်ဆိုရင်အဲ့ထိတွေးမှုကိုကျွန်တော်ကခံစားရတယ်တို့အဲ့ဒီခံစားမှုအဲ့လိုခံစားမှုမျိုးရှိလားလို့တို့ကမေးချင်တာရှင်းပြောရတယ်အဲ့တော့ကျွန်တော်မေးချင်တာကကျုပ်တို့ဒီကျွန်တော်တို့အစ္စလာမ်ဘာသာဝင်တွေအများစုကြီးနှလုံးသားတွေက เนาะကျွန်တော်တို့ကဖန်ရှင်ရှင်ကိုယုံကြည်ထားတာကနှလုံးသားတဲ့ကအောင်းနှောင်းနဲ့ကျွန်တော်တို့ကလက်ခံတော့မှာမဟုတ်ဘူးအောင်းနှောင်းနဲ့လက်ခံတယ်ဆိုရင်ခင်ဗျားတို့လိုပဲကျွန်တော်ရုပ်ထုတွေရုပ်ထုတွေပဲကိုးွယ်လိမ့်မယ်เนาะခင်ဗျားတို့ဗုဒ္ဓဘာသာဝင်တွေလိုပဲရုပ်ထုထုပြီးကျွန်တော်တို့ကိုးွယ်လိမ့်မယ်ကျွန်တော်တို့ကအောင်းနှောင်းနဲ့လက်ခံထားတာမဟုတ်ဘူးကျွန်တော်တို့ကနှလုံးသားနဲ့လက်ခံထားတာအဲ့တော့ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့အဲ့ရထိတွေ့မှုဖန်ရှင်ရှင်ရှိကြောင်းမရှိကြောင်းကျွန်တော်တို့နှလုံးသားတွေကျွန်တော်ခံစားလို့ရတယ်ကျွန်တော်တို့နှလုံးသားနဲ့ကျွန်တော်ဘယ်လိုပြောမလဲခံစားလို့ရတယ်ခံစားလို့ရတယ်ပေါ့ဗျာရှင်းပြောရင်ဘောပေါ့လား ဲ့တော့ကျွန်တော်ပြောချင်တာကโอเคဒီကနေ့ကျွန်တော်တို့လူသားဖြစ်လာရတဲ့အကြောင်းရင်းဘာကြောင့်ဘာကြောင့်ဒီလူသားတွေဒီကဘာမြေပေါ်မှာဖြစ်လာရတာလဲအဓိကအကြောင်းရင်းဘာကြောင့်လဲဒီလူသားတွေကိုဖန်သင်းရှင်ကဘာကြောင့်ဖန်ဆင်းရတာလဲအကြောင်းပြချက်မရှိပဲမဖန်ဆင်းဘူးเนาะလူသားကိုဖန်ဆင်းရတဲ့အကြောင်းရင်းဒီစမ်းတပ်ဖို့အတွက်ဖန်ဆင်းတာเนาะဖန်ဆင်းရှင်ကိုမမြင်ရတဲ့ဖန်ဆင်းရှင်ကိုနှလုံးသားနဲ့ကိုးကွယ်ဖို့အတွက်နှလုံးသားနဲ့ဥချဖို့အတွက်ဖန်ဆင်းထားတာအဲ့ဒါကျွန်တော်ပြောချင်တာက ဒီကနေ့ခင်ဗျားတို့ကမမြင်ရလို့မယုံဘူးโอเคအားထားပြီးတော့မမြင်ရလို့မယုံဘူးဆိုခဏထားလိုက်ဥပမာကျွန်တော်ဥပမာတစ်ခုကျွန်တော်ပေးမယ်နော်ဒီကနေ့ကျွန်တော်တို့ចောင်းတက်တယ်ဗျာသူငယ်တန်းတန်းနှစ်တန်းသုံးတန်းလေးတန်းငါးတန်းချောက်တန်း၁၀တန်းပေါ့ဗျာအဲ့တော့ကျွန်တော်တို့ចောင်းတက်တယ်တစ်စင်းနဲ့တစ်စင်းတက်ဖို့အတွက်ကျွန်တော်တို့မလိုရလေစာမိုးပွဲတွေဖြေးရတယ်ပရမကျွန်တော်တို့ចောင်းနေတက်တယ်စာတွေအမဆရာမတွေကျွန်တော်တို့စာတင်ပေးတယ်ပြီးတော့အဲ့ပြီးရင်ကျွန်တော်တို့စာမိုးပွဲဖြေးရတယ်စာမိုးပွဲဖြေးပြီးတော့အောင်ရင်ကျွန်တော်တို့တစ်စင်းတက်တယ်အဲ့အဲ့ဒီအတိုင်းပဲလူတော်ကားကြီးမှလူသားဆိုလာလေဒီတိုင်းပဲ ကျွန်တော်တို့ကစာမိုးဝဲဖြေနေတာရှင်းပြောရင်ကျွန်တော်တို့ဖန်ဆင်းရှိရကျွန်တော်တို့လူလောကကြီးမှာလွတ်ပြီးတော့အမျိုးမျိုးပုံစံအမျိုးမျိုးနဲ့ကျွန်တော်တို့ကိုစမ်းတက်နေတာနော်ဒုက္ခဒုက္ခနေလဲစမ်းတက်တယ်တချို့ကဒုက္ခနေလဲစမ်းတက်တယ်အခုချမ်းသာတဲ့လူကိုလည်းမစမ်းတက်ဘူးလို့မထင်နဲ့ချမ်းသာတဲ့လူကလည်း तू ချမ်းသာတယ်အဲ့ချမ်းသာတဲ့ဘက်မှာသူ့ရဲ့စီးစိမ်တွေကိုနော် तू तू မှာရှိတဲ့ငွေငွေချေးတွေကိုနော် तू ဘယ်နေရာမှာအသုံးချလဲနော်တကယ်လူတွေကိုအကျိုးပြုဖို့အတွက်အသုံးချခဲ့လားဒါမှမဟုတ် तू မဟုတ်တဲ့နေရာတွေမှာ तू အသုံးချခဲ့လားအဲ့ဒါကလည်းစမ်းတက်မှုပဲစင်းရတဲ့လူတွေကလည်းဒါပဲ तू ဒီစင်းရတယ်စင်းရတဲ့ဘက်မှာ तू သူ့ကိုသူဒုက္ခဒုက္ခနဲ့အမြဲကြုံရတယ်ဗျာဆင်းရဲတဲ့လူတွေတည်းအမြဲတမ်းပတ်သက်ရှာပတ်သက်ရှာဖို့တည်းအခက်အခဲတွေဖြစ်တယ်နော်သူ့ရဲ့ဒီဒီအိမ်နွေးမှာလည်းနော်ကြက်တဲတယ်စားဖို့တောက်ဖို့အဆအနိုင်နိုင်တည်းရမလားအဲ့ဒါတွေအားလုံးကစမ်းတက်မှုတွေဖြစ်တယ်နော်အဲ့တော့ကျွန်တော်တို့ကဟိုကြောင်းတက်ရင်ကျွန်တော်တို့ကိုစာမွေးဝဲဖြေရတယ်မလားအဲ့ဒီပုံစံမျိုးပဲအေလူလောကကြီးမှာလည်းကျွန်တော်တို့ကိုဖန်ဒေးရှင်းကကျွန်တော်တို့ကိုလူသားအဖြစ်ဖန်ဆင်းလိုက်တာကစမ်းတက်ဖို့အတွက်ဖန်ဆင်းတာနော်အဲ့တော့ တကယ်လို့ကျွန်တော်တို့ကစာမှုပဲဖြည်တယ်စာမှုပဲအောင်တယ်ဆိုရင်တစင်တက်မယ်တစင်အစင်အစင်တက်တော့မှာဟုတ်လားနောက်ဆုံးဘွဲရတဲ့အထိပေါ့ဗျာနော်အဲ့တော့စာမှုပဲဖြည်တဲ့အချိန်မှာကျွန်တော်တို့ကိုကျွန်တော်တို့ဖြည်ရမယ်မေးခွန်းကိုနော်သူတို့ကရှုပ်ဝတ်ထားကြတယ်ဘာကြောင့်လဲကျွန်တော်တို့ကိုမေးခွန်းကိုအသိပေးလိုက်မယ်ဆိုရင်ဒီမင်းဘီဒီမေးခွန်းဒီမေးခွန်းဖြည်ရမယ်လို့အသိပေးလိုက်မယ်ဆိုရင်အကုန်လုံးစာမှုပဲအောင်အောင်မှာပေါ့ဗျာဟုတ်လားမဟုတ်လားဟုတ်လားဟုတ်လားမဟုတ်လားကျွန်တော်ပြောတာအဲ့တော့မေးခွန်းတွေကိုဘယ်တော့မှသူတို့ကအသိမပေးဘူးရှုပ်ဝတ်ထားတယ်အဲ့ဒီပုံစံမှာဖန်တီးရှင်ကလည်း तू तू ရဲ့ ပုံတရံ तू ရှိ तू ရှိเจ้าကို तू อ่ะရှုပ်ဝတ်ထားတယ်ရှုပ်ဝတ်ပြီးတော့မှ तू ကျွန်တော်တို့ကိုစမ်းတက်တာเนาะအဲ့ဒီအတိုင်းပဲဒါကျွန်တော်ဥပမာပေးတာเนาะဥပမာဥပမာအဲ့တော့ပြောနေတာကဘာလဲဆိုတော့ဖန်ဆင်းရှင်ကိုကျွန်တော်တို့ဒီကနေ့ကျွန်တော်မြင်ရမယ်ဆိုရင်ဒီကနေ့ဖန်ဆင်းရှင်ကိုကျွန်တော်တို့ကမြင်ရမယ်ဆိုရင်ကျွန်တော်တို့မျိုးလုံးနဲ့ကျွန်တော်မြင်ရမယ်ဆိုရင်ကျွန်တော်ဘာလုပ်မလဲပြောကျွန်တော်ငရဲဆိုတာလုံးမမဟုတ်တော့ကျွန်တော်တို့ကုသိုလ်ပဲလုပ်တော့မယ်ကောင်းမှုတွေပဲကျွန်တော်တို့လုပ်တော့မယ်ဗျာမကောင်းမှုဆိုတော့ဘယ်လူသားမှလုပ်မမဟုတ်တော့ဘူးအဲ့တော့ နတ်ပြည်နဲ့ငရဲပြည်ဆိုတော့ကိုဘာကြောင့်ဖန်ဆင်းထားရတာလဲနတ်ပြည်နဲ့ငရဲပြည်ဖန်ဆင်းထားရတဲ့အကြောင်းရင်းကနော်စမ်းတက်လို့မအောင်မြင်တဲ့လူတွေကိုငရဲပြည်ပို့မယ်စမ်းတက်လို့အောင်မြင်တဲ့လူတွေကိုနတ်ပြည်ပို့မယ်အဲ့ဒါအကြောင်းမလို့ဖန်ဆင်းရှင်ကသူ့ကိုယ်သူမပြဘူးသူတကယ်လို့သူ့ကိုယ်သူပြလိုက်မယ်ဆိုရင်လူတွေကငရဲလုံးမမဟုတ်တော့ဘူးသူ့ကိုကြောက်ပြီးတော့နော်လူတွေကမဟုတ်တာတွေလုံးမပုတ်တော့ဘူးသူ့ကိုကြောက်ပြီးတော့အဲ့တော့ဘာလို့မလဲပြောအဲ့တော့ငရဲပြည်ဆိုတော့ရှိစရာလိုတော့လားပြော ငရဲပြည်ဆိုတာရှိစရာလိုတော့လာပြောအဲ့ငရဲပြည်နဲ့နတ်ပြည်ရှိနေရတဲ့အကြောင်းရင်းကိုကဘာကြောင့်လဲဒီလူသားကိုစမ်းတက်ပြီးတော့အောင်မြင်တဲ့လူတွေကနတ်ပြည်ကိုသွားမယ်မအောင်မြင်တဲ့လူတွေကငရဲပြည်ကိုသွားမယ်ရှေ့ရှေ့လေးပဲဒါဥဥပမာကျွန်တော်ပေးတာတော့ရှေ့ရှေ့လေးပဲခင်ဗျားတို့ကောင်းရှိစဉ်းစားဖို့ဗျာတဘောပေါက်လာကဲနောက်တစ်ခုကျွန်တော်လာလာပြီးတော့အောက်မှာကျွန်တော်ရဲ့ post အောက်မှာလာလာမတ်နဲ့တချို့ဗုဒ္ဓဘာသာဝင်တွေရှိတယ်ဘာကြီးလာပြောလဲဆိုတော့ဟာလေခင်ဗျားအားလေဟိုဘယ်လဲ ဟိုဘာလဲစိန်စိန်နဲ့ပေါ့နော်စိန်နဲ့ဒီကြောက်မြက်ယတနာတွေနဲ့ဒီကြောက်ကြောက်စစ်ကြောက်ကြောက်ခဲတွေပေါ့ဗျာကြောက်စလိတွေပေါ့ဗျာကျွန်တော်လမ်းခင်းနဲ့ကြောက်စစ်ကြောက်ကြောက်စလိတွေပေါ့ကဲအဲ့ဒီကြောက်စလိတွေနဲ့ဒီဒီဒီစိန်နဲ့ကဘယ်ဟာပိုများလဲလေသူကရှင်းပြောရကျွန်တော်အရင်ကတင်သွားတဲ့ post မှာကျွန်တော်ကခရစ်ယာန်ဘာသာနဲ့အစ္စလာမ်ဘာသာဝင်ကဘာမှကိုးကွယ်မှုအများဆုံးဘာသာလို့ပြောလိုက်တဲ့အပေါ်မှာတို့ကကျွန်တော်ရွက်ပြီးလာပြောတာဗျာတဘောကရှင်းပြောရဗျာโอเค ဟိုတကယ်တန်ဖိုးရှိတဲ့ဟာကနည်းပြီးတော့တန်ဖိုးမရှိတဲ့ဟာကများတယ်ပေါ့နော်ရှေးပြောအစ္စလာမ်ဘာသာဝင်နဲ့ခရစ်ယာန်ဘာသာဝင်တွေကများနေရတဲ့အကြောင်းရင်းကတန်ဖိုးမရှိဘူးလို့တို့ကပြောကျင်တာမင်းတို့ဗုဒ္ဓဘာသာဝင်တွေတေချာနာတော့သွားနော်ကဘာမှာတန်ဖိုးရှိတဲ့အရာကိုဘယ်လူသားမဆိုမမောတယ်တန်ဖိုးမရှိတဲ့အရာကိုဘယ်လူသားမမမောဘူးဒီကနေ့ငါတို့အစ္စလာမ်ဘာသာဝင်တွေကအစ္စလာမ်ဘာသာကတန်ဖိုးရှိလို့လူတွေကမတ်ဖို့လို့ဒီကနေ့သူ့ရဲ့ကိုးကွယ်တဲ့အစ္စလာမ်ဘာသာကိုးကွယ်တဲ့လူတွေကလည်းများနေရခြင်းဖြစ်တယ် နော်မင်းတို့ဗုဒ္ဓဘာသာဝင်တွေကရှင်းပြတတ်မှုမရှိလို့ကွာအဲ့ဒါကြောင့်မင်းတို့ကိုးကွယ်တဲ့လူနဲနေတာရှင်းပြောလားရှင်းလံကပြောတာအဲ့ဒါပဲခေါင်းနဲ့စဉ်းစားငါစော်ကားတာမဟုတ်ဘူးနော်မင်းတို့လာပြီးပြောလို့ငါပြန်ပြောတာโอเคရှင်းလားကဲအချိန်လည်းမရတော့ဘူးအလုံးကိုကျေးဇူးတင်တယ်ကျွန်တော်မွတ်စလင်ကြီးကိုမတော်မတွေအလုံးဒီဗီဒီယိုရှယ်ပေးကြဗျာနော်များများလေးရှယ်ပေးကြခင်ဗျားတို့အဲ့ရှယ်ဖို့တော့ခင်ဗျားတို့တိတ်လက်မလေးနေနေဗျာနော်တဘောပေါက်လားကျွန်တော်ကပြောနေရတာကျွန်တော်ပြောနေရလူကပင်ပန်းနေတာခင်ဗျားတို့ကမแชร์တဲ့အပေါ်မှာကျွန်တော်ပြောတဲ့ကျွန်တော်ပြောကျွန်တော်ပေးတဲ့ message တွေက တဖက်လူတွေရှိမရောက်ဘူးဖြစ်နေတယ်เนาะများများလေးแชร์ပေးကြဗျာเนาะကျွန်တော်မွတ်စလင်ကြီးကိုမတော်မတွေအားလုံးအားလုံးကျေးဇူး